ပရိသတ်များအားလုံးမင်္ဂလာခင်ဗျာမြန်မာနိုင်ငံကိုစားပြု SD မြို့မီကလပ်တင်ပါဝင်တဲ့မြို့မီအာဆချန်ပီယံလိအုပ်စုစဉ်ပွဲစဉ်တွေကိုမနက်ဖြန်နော်မလာ9ရက်မှာစတင်ကျင်းပတော့မှာဖြစ်ပါတယ် SD မြို့မီကလပ်တင်ဟာအုပ်စုဖွင့်ပွဲစဉ်ကိုတောင်ကိုရီးယားကလပ်ဆူဝမ်နဲ့ရှင်မြန်ကစားမှာဖြစ်ပါတယ်ခင်ဗျာနော်မလာ9ရက်ည9:00နာရီအချိန်မှာ SD မြို့မီကလပ်တင်နဲ့ဆူဝမ်တင်တို့အုပ်စုဖွင့်ပွဲစဉ်ရှင်မြန်သွားမှာဖြစ်ပါတယ်လက်ရှိမှာမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အမျိုးသမီးအာရှချန်ပီယံလိအုပ်စုစဉ်ပွဲစဉ်တွေအတွက်ကွင်းဝင်ကြီးကိုအခမဲ့သတ်မှတ်ပေးလိုက်ဖြစ်ပါတယ်ခင်ဗျာအစောပိုင်းတုန်းကတော့အထူးတန်းလက်မှတ်ကိုတစ်ဆောင်ကို9000တော့ရိုးတန်းလက်မှတ်ကိုတစ်ဆောင်ကို9000တော့နဲ့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကရောင်းချပေးနေခဲ့တာပါဒီလိုလက်မှတ်ဝယ်ယူထားတဲ့သူတွေကိုမနက်ဖြန်နိုမာလာ9ရက်နေ့မှာလက်မှတ်ခံငွေပြန်အမ်းပေးမယ်လို့လည်းမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကအသိပေးထားပါတယ်ခင်ဗျာပြီးတော့အစောပိုင်းမှာပွဲလာကြည့်မဲ့ပရိသတ်တွေကိုအသွားအပြန်နှစ်ခုလုံးအတွက် ကားအကျိုးပို့စီစဉ်ပေးမယ်လို့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကပြောခဲ့ပါတယ်။အခုတော့အဲ့ဒါကိုပြောင်းလဲပြင်ဆင်လိုက်ပါပြီ။အပြန်တကြောင်စာအုပ်ပဲစီစဉ်ပေးတော့မယ်လို့သိရှိရပါတယ်ခင်ဗျ။ပြီးတော့ရုပ်တံတို့ online တို့ကကြည့်ရှုဖို့မျှော်လင့်နေတဲ့ပရိသတ်တွေကိုလည်းသတင်းကောင်းပါလိုက်ပါတယ်။အဲ့ဒါတော့ YouTube ကနေလည်းကြည့်ရှုလို့အောင်စီစဉ်ပေးမယ်။ရုပ်တံ line တွေကနေလည်း free ကြည့်ရှုလို့ရအောင်စီစဉ်ပေးမယ်လို့ပြောကြားလိုက်ပါတယ်။ YouTube ကနေဘယ် channel မှာကြည့်ရှုလို့ရမယ်ဆိုတာကိုတော့အသေးစိတ်ဆက်လက်ထုတ်ပြန်ပေးမယ်လို့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ပြီးတော့မြန်မာနိုင်ငံမှာအခုအမျိုးသမီးအာရှချန်ပီယံနီအုပ်စုစဉ်ပွဲစဉ်တွေကိုတိုက်ရိုက်ထုတ်လွှင့်ပြသမဲ့ SkyNet ကလည်း SB မြို့သမီးအသင်းရဲ့ပွဲစဉ်အတွက်ခမ်းမန်းပြိုင်ပွဲလုပ်ထားပါတယ် SB နဲ့စူဝမ်တို့ရဲ့ပွဲစဉ်မှာပွဲပြီးရလကဘယ်လိုဖြစ်မလဲ ISB အသင်းအတွက်အဖွင့်ကိုစသွင်းမဲ့ကစားသမားကဘယ်သူလဲဆိုပြီးတော့ SkyNet ကမေးခွန်းထုတ်တာဖြစ်ပါတယ်ခင်ဗျဒီမေးခွန်းနှစ်ခုလုံးကိုမှန်အောင်ဖြေဆိုနိုင်တဲ့သူတွေကိုသူတို့ကဆက်ရောက်ရွေးချယ်မယ် တယောက်ကိုစွန့်ငွေကျပ်3000စီရှင်းမြင်မယ်လို့သိရှိရပါတယ်ခင်ဗျာတကယ်လို့ဆယ်ယောက်ထက်ပိုသွားခဲ့ရင်တော့ random ပေါ့လေမဲနိုင်ပြီးဆုံးဖြတ်မယ်လို့တရင်ကောင်းပါထားပါတယ်ဟုတ်ကဲ့မြန်မာနိုင်ငံကိုစားပြု SP မြန်မာကလပ်သင်းဟာမနက်ဖြန်မှာတော့အုပ်စုဖွင့်ပွဲစဉ်စတင်ရှင်းပြပါတော့မယ်ညခွန်တိုင်းမှာ SP အသင်းရဲ့ပွဲစဉ်ကိုတည်ရှိကြမှာပါအုပ်စုဒုတိယပွဲစဉ်ကိုတော့ SP မြန်မာကလပ်သင်းကဂျပန်ကလပ်တိုကျိုဘာရီဖီလီဇာနဲ့ကစားရပါမယ် နော်မာလာ၁၂ရက်ညနေ၃နာရီမှာရှင်ပြန်မှာဖြစ်ပါတယ်။အုပ်စုနောက်ဆုံးပွဲစဉ်ကတော့မြောက်ကိုရီးယားကလပ်နေကိုရန်နဲ့ကစားမှာဖြစ်ပါတယ်။နော်မာလာ၁၅ရက်ည9နာရီချိန်မှာရှင်ပြန်မှာဖြစ်တဲ့ကြောင်းပြည်သက်တွေကိုအတိအပြည့်ပြောပြလိုက်ပါရခင်ဗျာ။ကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။